မိဘပြည်သူများရှင် Prime Media မှသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါရဲ့ရှင်။ကျွန်မအနေနဲ့ဒီနေ့သတင်းမတည်ဆက်ခင်လေးမှာမိဘပြည်သူများအောင်နည်းနည်းအရေးကြီးတဲ့ခေါင်းစဉ်လေးတစ်ခုပေါ့နော်ဆွေးနွေးချင်ပါရှင်။အားလေးကတော့ The Show တို့ပူးသက်တို့ပေါ့နော်အဲ့လိုကိစ္စနဲ့ပတ်သက်ပြီးတော့တူးနဲ့တူအဲ့လိုတန်တရားကိစ္စတွေမိဘပြည်သူတွေကလည်းဘယ်သူကတော့ပူးသက်လားဘယ်သူကတော့ The Show လားဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးဖြစ်နေရဲ့ရှင်။အဲ့လိုကိစ္စလေးပေါ့နော်ဒါလေးကကျွန်မဆက်ဆက်ပြီးဆွေးနွေးချင်တာ။ နိုင်ငံတကာမှာတရှိုးအမျိုးအစားပေါင်းများများစွာရှိရဲ့ပေါ့နော်နိုင်ငံရေးတရှိုးရှိရဲ့စီးပွားရေးတရှိုးရှိရဲ့နိုင်ငံတကာတရှိုးတွေရှိရဲ့စသဖြင့်ပေါ့နော်ဒါ data အချက်အလက်တွေကိုရောင်းဝယ်ဖောက်ကားတဲ့သူတွေရှိရဲ့ CIA တွေဆဲတွေစသဖြင့်ပေါ့ဒါတွေအများကြီးရှိရဲ့ဒါပေမဲ့အဲ့ဒီလူတွေဟာသူတို့ကိုတတိထားမိစေတဲ့အချက်ကဘာလဲဆိုတော့သူတို့ဟာတစ်ဖက်ဆောင်းနေနိုင်တတ်တယ်ရှင့်အဖွဲ့အစည်းတစ်ခုပေါ့နော်ဥပမာကျွန်မပြောပြမယ်မြန်မာနိုင်ငံမှာတက်မလို့ပုံရိပ်ကိုချကျင်တဲ့ပူးတက်တဲ့တရှိုးတွေဖျဲသည့်ရှိရဲ့ အဲ့ဒီလူတွေဟာဆိုရင်တက်မတော်ကိုအင်မတန်ချစ်ကြောင်းအငြင်းန်းထုတ်ဖော်ပြောဆိုတတ်တယ်။ဘာကြောင့်လဲ။ဘာကြောင့်လို့ထင်လဲ။တက်မတော်ကိုဒီလူကအရန်ချစ်တယ်ဆိုတော့ပြည်သူကယုံသွားပြီဆိုရင်ဒီလူဒီတက်မတော်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေမှာမှန်တာပြောပြောမှားတာပြောပြောလူတွေကလက်ခံသွားတတ်တယ်ရှင်။ဒါဟာလူတွေရဲ့စိတ်ကိုလှည့်ပြားပြီးတော့တရှိုးတကန်လှုပ်သွားတာပဲ။ဝါရဖြန့်ချီသွားတာပဲရှင်။ဒီလိုပဲဒေါအောင်ဆန်းစုကြည်ကိုအရန်ချစ်ပြတဲ့ပုံကိုတွေဟာဆိုရင်လေဒီဘက်ကို သတင်းချက်လက်ရောင်းစားနေတဲ့သူတွေရှိရဲ့ရှင်။ဒေါအောင်ဆန်းစုကြည်ကိုအရန်မုန်းပြပြီးဆဲဆုံနေတဲ့သူတွေဟာဆိုရင်လေဟိုဘက်ချမ်းကိုသတင်းရောင်းစားနေတဲ့သူတွေရှိရဲ့ရှင်။တရှိုးတွေဟာတစ်ဖက်ဆောင်းနေနိုင်ပါတယ်။ဒါလေးဝိပတ်ပြည်သူများသတိထားဖို့အတွက်ကျွန်မပြောပြတာပါ။အခုကတူးနဲ့တူးလမ်းသွားရင်တော့သရှုံနဲ့ခုတ်တိုက်မလို့လို့ပေါ့နော်။နင်ကသရှုံလားငါကသရှုံလားနင်ကပူတက်လားဘာလားနေတူးနဲ့တူလက်ညှိုးထိုးနေတာကဒါကစီလုံးမှုကိုပြက်ပြားစေတဲ့ကိစ္စတွေပါရှင့်။ မောက်နိုင်ငံမှာတကယ်ရင်ဆိုင်နေရတာကသရှုပ်တကံပြက်တနာတွေပူသက်ပြက်တနာတွေထက်အဖွဲစည်းတစ်ခုကိုချစ်ပင်မဲ့ကိုယ့်ရဲ့ emotion ကိုကိုမထိန်းနိုင်တဲ့သူတွေပြက်တနာရက်တစ်ခုကိုတင်ပြတဲ့အခါမှာလိမ်မာပါနဲ့ဆိုတာမတင်ပြနိုင်တဲ့သူတွေတခုခုဆိုအစဲလေးနဲ့ဝေဖန်လိုက်ရမှအဆင်ပြေတယ်လို့ထင်နေသူတွေပဲများနေတာပါရှင့်ပူသက်တွေသရှုပ်တွေဆိုတာကအင်မတန်ဉာဏ်ရည်ကောင်းမှပြီးတော့သူတို့ရဲ့သူတို့ရဲ့ညနေဖုံးပေါ့နော်ကောင်းမှဆိုတာစီမံနိုင်တဲ့အုံနောက်ကောင်းတဲ့သူတွေရှင့် ဒီလူတွေရဲ့လုံဆောင်ချက်တွေဟာတော်တော်ကိုတတိထားပြီးတော့ဆင်ကျင်နိုင်မှပဲသိနိုင်တဲ့ကိစ္စတွေပါလောလောကူသိနိုင်တဲ့အရာမဟုတ်ပါဘူးရှင်အခုဆိုရင်ကျမတို့ရင်ဆိုင်တွေကအခက်အခဲကြီးခုလည်းရှိပါတယ်ကျမမိဘပြည်သူများအများနဲ့ပြောလို့ပြောထားရှိတယ်ကျမနမည်နဲ့အကောင့်တူပေါ်နေတယ်ဆိုတာခဏခဏပြောတယ်ဘာကြောင့်ကျမပြောနေရလို့ထင်ပါသလဲကျမဒီအကောင့်တူပေါ်မှာအာရုံစိုက်နေတယ်ဆိုတာဘာကြောင့်လို့မိဘပြည်သူတို့ထင်ပါသလဲရှင်ကျမတို့နိုင်ငံတော်ဘက်ကနေပြီးတော့မြန်မြန်တတမှန်မှန်ကန်ကန်လမ်းကြောင်းမှန်ရက်တည်နေတဲ့သူတွေကိုပုံဖြတ်နေတဲ့သူတွေရှိနေပြီရှင့် ဘာကြောင့်လဲဆိုတော့ကျမတို့ဒီစီယုံရေးပတ်မှာအားကောင်းတယ်မိဘမိဘပြည်သူတွေနဲ့ကျမတို့က close ဖြစ်တယ်ကျမတို့ပြောတဲ့စကားတွေကိုအနီးမိဘပြည်သူတွေရောအစိမ်းမိဘပြည်သူတွေရောအယောင်စင်းမရှိတဲ့မိဘပြည်သူတွေရောလက်ခံရလာတယ်အေးချမ်းမှုလိုလားလာတယ်စံပတ်မှုတွေကိုရှုံချလာတယ်ကျမတို့ရဲ့နေ့စဉ်နေ့တိုင်းပြောဆိုတင်ဆက်မှုတွေမျှတတဲ့အတွက်တို့ကျမတို့သဘောကျလာတဲ့အခြေအနေတစ်ခုမှာပြည်သူတွေစီယုံသွားမှာမလိုလားတဲ့အခွင့်အရေးကကျမတို့ပုံဖြတ်ပြီးတော့ထိုးချဖို့ကြံစီရဲ့ရှင့် ဒါကိုကျမတို့ကနေ့စဉ်နေတိုင်းသတိကြည်ကြည်ထားပြီးဖြတ်တန်းနေရတာဖြစ်ပါတယ်။ဒါကြောင့်မိဘပြည်သူများကြားရတဲ့မှာပေါ့နော်တူးနဲ့တူတန်တရားတွေစိုးရင်ပူပန်မှုတွေရများနေတဲ့အတွက်ကျမပြောပြတာဖြစ်ပါရှင့်။ပြီးတော့ကျမတို့နိုင်ငံတော်ကိုလည်းအထင်မသေးပါနဲ့ရှင်။နိုင်ငံတော်ကဒီတိုင်းတည်ရှိနေရမဟုတ်ပါဘူးရှင့်။အခုနိုင်ငံထဲမှာရှိနေတဲ့တရှုတွေတက်ကန်တွေဘယ်သူတွေဖြစ်နိုင်လဲဆိုတော့အမြဲတမ်း location ထောက်ပြီးတော့ဒါ tracking လိုက်နေရရှင်။ကျမတို့နိုင်ငံမှာလည်းစုံစမ်းထောက်လှမ်းတဲ့ပညာရပ်တွေအများကြီးရှိပါတယ်။ နိုင်ငံတော်ကနေပြီးတော့စုံစမ်းဖော်ထုတ်လိုက်နိုင်တဲ့သက်ရှုပ်သက်ကံတွေအများကြီးပါရှင့်တချို့တွေဆိုရင်လက်ရှိကိုမြန်မာနိုင်ငံရဲ့အကျဉ်းတောင်ထဲမှာရှိနေပြီပေါ့နော်လို့ချိန်နေပါရှင့် CIA ဆဲတွေသက်ရှုပ်တွေပူးသက်တွေပေါ့နော်ဘလောက်တွေရာထူးတွေရှိနေပါစေနိုင်ငံတော်ကသူတို့ကိုရအောင်အမိဖန်ပြီးတော့ data ချက်လက်တွေနဲ့တရားစွဲဆိုနိုင်ခဲ့ပြီးတော့ရှင်းလင်းရေးတွေလုပ်ပေးထားပါတယ်ရှင့်ကျွန်တော်တို့မြန်မာတက်မတော်နဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေမငြင်းရပါဘူးရှင့်ဒါကြောင့်အရင်စိတ်မပူကြပါနဲ့လို့လည်းကျွန်တော်ပြောချင်ပါတယ်ရှင့် အချင်းချင်းအဲ့လိုမျိုးတန်တရားတွေဝင်ပြီးတော့ဒူးနဲ့ဒူးမကောင်းမြင်စိတ်တွေများလာမှဆိုလို့ပြောပြတာပါရှင်။နိုင်ငံတော်ကတင့်တို့လုံဆောင်တတ်ပါတယ်ရှင်။ဒါလေးတော့ကျွန်မသတင်းမတင်ဆက်ခင်းလေးမှာပြောပြလိုက်ပါစီရှင်။မိဘပြည်သူများရှင်ကျွန်မဒီနေ့မိဘပြည်သူများကိုစိတ်မကောင်းစရာသတင်းလေးနှစ်ခုပြောပြအောင်မယ်ရှင်။မပြောပြခင်မှာဒီပကံညာဦးဘက်ကပီတက်တွေပေါ့နော်။သူတို့တွေဟာဆိုရင်ဘလောက်ထိအောင်မှစိတ်တက်အောက်တန်းကြလဲဆိုတော့ကျွန်မရုပ်သားဖိုင်တွေတစ်ခုပြသပါမယ်။ဒီရုပ်သားဖိုင်တွေကတော့ PDF ဆိုတာစပြီးတော့ပေါ်ထွက်လာတဲ့အချိန်မှာ မြို့ပြည်လိုမြင်တဲ့အတိုင်းပဲရှင်ပကံဖျားကိုဖျက်ဆီးနေတာရှင်ဒီဥဒ္ဒတ်ဖောင်ကျွန်တော်တို့အမိရသိမ်းဆဲနိုင်ခဲ့တာကတော့အမျက်လိုပဲပြောအောင်ပါပေါ့နော်ဒီကောင်ကြီးရဲ့ရုပ်မှာရက်ဆက်မှုတွေနောင်လောင်ငါးငါးတွေကျွန်တော်တို့ပြလို့ရတာပေါ့ရှင်ဒါကြောင့်ကျွန်မအရင်တော့ဆိုသတင်းတစ်ခုပြောဖို့ပါတယ်ဒီပကံညာဘက်ကပီတက်တွေကပကံမြို့ကိုဖျက်ဆီးမှဆိုးတယ်ဆိုပြီးတော့တခါထုတ်ပြန်ချက်တွေပိုင်းထပြီးတော့ထုတ်လိုက်သေးရဲ့လေပကံဖျားတွေဘယ်လိုဖျက်ဆီးနေရဲ့ကောင်ကြီးကပကံဖျားတွေဖျက်ဆီးပါမယ်ဆိုပြီးစိုးရင်လည်းစိတ်ဖြစ်တယ်ဆိုတာမိဘပြည်လိုယုံကြည်ပါသလားရှင်အဲ့လိုလည်းထထနေလေးရပါတော့လို့ကိစ္စရှိရတယ်။ဒီတော့ဒီရက်ဆက်ရုပ်မှာတဲ့ ပကံညာဥပကပြီးတဲ့တရားဆိုရင်အင်မတန်ရက်ဆက်လုံးနဲ့အမှုတစ်ခုကျူးလွန်ခဲ့တယ်ရှင့်လူသက်မှုပေါ့နော်အဲ့အဲ့လူသက်မှုတွေကျွန်တော်ပြောပြပါမယ်ဒီလူသက်မှုကိုဇွန်လ15ရက်နေ့မှာကျူးလွန်ခဲ့တာဖြစ်ပါရှင်ဒီဇွန်လ15ရက်နေ့မနက်ပေါ့နော်ရှင်းနိုင်ခဲ့မှာဆိုရင်မန္တလေးတိုင်းဒေသကြီးညာဥမြို့နယ်ကုန်းဖရညောင်ပေကံကျေးရွာမှာရှိတဲ့အခြေခံပညာအထက်တန်းကျောင်းအဖွဲ့ကအကျောင်းဆရာမကြီးဒေါ်နီလာဝင်း52နှစ်နဲ့ကျောင်းဝင်းတွင်းရှိဝန်ထမ်းလိုင်းကမ်းမှာနေထိုင်တဲ့ခင်ဘုံဖြစ်သူဦးစော်လက်55နှစ်ညီမဖြစ်သူ မတ်ရွှေရင်ဝင်16နှစ်နဲ့အတူရှိနေတဲ့အချိန်မှာ PDF အမိခံအကြံဘက်သမား9ဦးကစိုက်ကယ်၄စီးနဲ့ရောက်ရှိလာပြီးတော့ဆီယာမာကြီးနဲ့သူ့ရဲ့အမျိုးသားတို့ကိုဝန်တန်းလိုင်းကန်းတွင်ကနေဆွဲခေါ်ပြီးတော့လိုင်းကန်းရှိမြေကွက်လက်မှာရက်ဆက်စွာတက်ပြတ်သွားခဲ့ပါတယ်ရှင်ဒါလေးကဖြစ်စဉ်တစ်ခုဖြစ်ပါရဲ့ရှင့်။မကန်ညောင်းမှာပြည်ရတင်ကြနေတဲ့ဆရာဆရာမတွေဒီစာသင်နှစ်စကလေးကဒီကောင်တွေချိမ့်ချောက်နေတာဆရာမတွေကိုတတ်မယ်ဖြတ်မယ်ဆိုပြီးကျွန်မအဲ့ဒီတဲ့အောင်နှစ်ကြိမ်တော့ကျွန်မတင်ဆက်ခဲ့ဘူးလေပေါ့နော်။ ဒီကောင်တွေ Viber group တခုကိုရသွားခဲ့တယ်။ဆီယမတွေစုလာတဲ့ Viber group ကိုရသွားပြီးတော့ဆီယမတွေရဲ့နေရက်တွေ၊လိပ်စာတွေ၊နာမည်တွေအစအကုန်သိတယ်ဆိုပြီးဒီကောင်တွေလုတ်ထားတာပေါ့နော်။ဒီเจ้าရအောင်လဲဒီကောင်တွေကညံနေတယ်၊ပညာမတတ်တဲ့အတွက်လူမှုကွန်ရက်ပေါ်မှာတင်ထားတယ်ရှင့်။ဒါကိုကျမတို့ခြေရာကောက်မိတာ။အဲ့ဒါကျမပြောပြောခဲ့တယ်ပေါ့နော်။တက်စပေါက်တောက်တော့ရှိနေပြီ။ဒီ Viber group ကိုသူတို့ရသွားစရာအကြောင်းမရှိဘူး။ဒီ Viber group ရဲ့တယောက်ကတစ္ဆာဖောက်လို့ဒါ data တွေသူတို့ရတာ အခုဒီရသွားတဲ့ data တွေပေါ့မူတည်ပြီးတော့ဆရာဆရာမတွေကိုစပြီးလောက်ကျန်တက်ပြတဲ့ကိစ္စတွေကိုလုံလာပြီးရှင့်ဒါတော်တော်အန္တရာယ်များပါတယ်နော်ဒီတိုင်းမဲ့ထားမယ်ဆိုတော့အဲ့ဒီ group ထဲမှာရှိရဲ့အခြားဆရာဆရာမတွေရောလုံခြုံရေးစိတ်ချရမှာမလားဆိုတာကလည်းတော်တော်စိုးရင်ဆရာကောင်းတဲ့ကိစ္စပါပဲရှင့်နောက်ထပ်ဒီညာဦးမြို့မှာပဲဖြစ်စဉ်တစ်ခုဖြစ်သွားပါသေးရဲ့ရှင့်အဲ့ဒါလေးကိုကျွန်မပြောပြပါမယ်အဲ့ဒီဖြစ်စဉ်ကတော့2025ခုနှစ်ဇွန်လ14ရက်နေ့မှာပေါ့နော်မန္တလေးအတိုင်းဒေသကြီးညာဦးမြို့နယ်အမှတ်တရက်ကွယ်တိတိမင်္ဂလာရက်မှာရှိတဲ့ ဂရိတ်တွဲတက္ကသိုလ်ဝယ်ဆောင်ပွဲကိုပြန်လည်ဖြေဆိုဖို့အတွက်ရောင်းရှိနေတဲ့ចောင်းသားចောင်းသူ၉ဦးအနက်မှာဒီကလေးပေါ့နော်၆ဦးရဲ့မိဘတွေကို PDF အကြမ်းဖက်ဖွဲ့ပြန်ချိန်ချောက်ခဲ့ပါတယ်ရှင့်အဲ့လိုချိန်ချောက်ခဲ့တဲ့အတွက်ဒီចောင်းသားမိဘတွေကသူတို့သားသမီးတဲခိုတဲ့နေရာမှာမထားရတော့ဘဲနဲ့ပြန်လည်ပြီးတော့ခေါ်ဆောင်သွားခဲ့ပါတယ်ဆောင်ပွဲမဖြေရဲတော့ဘဲနဲ့အိမ်ပြန်သွားခဲ့တာပေါ့နော်ဒီလိုလုံဆောင်ချက်တွေလုပ်နေပါတယ်ရှင့်ကြော့စာတင်တဲ့ဆီယမ်မာတွေကိုတတ်တယ်။ဆောင်ဝဲဖြစ်မဲ့ចောင်းသားတွေချိန်ချောက်တယ်။ဆောင်ဝဲမဖြေခိုင်းဆိုတော့ဒါဟာ ျမတို့နိုင်ငံအနာဂတ်ကိုလိုက်တက်နေရပဲရှင်ပကံညောင်ဦးက PDF တွေအားမြန်မာတနေငံလုံးမှာရှိရဲ့ PDF တွေအားလုံးထဲမှာအစင်တက်အနိုင်ကြဆုံးလူမဆန်ဆုံးအရက်ဆက်ဆုံး PDF အခွင့်အရေးလို့ပဲကျမပြောချင်ပါတယ်ရှင်ဒီကောင်ကြီးရဲ့လှုပ်ဆောင်ချက်တွေကတော်တော်ကိုလူလုံးကျူးကျူးဖြစ်လာပါပြီရှင်နိုင်ငံတော်အနေနဲ့ကတကယ်တားကတ်ထားပြီးတော့နှိမ်နှင်းရမယ်ဆိုရင်ပကံညောင်ဦးဘက်က PDF တွေကိုပထမဆုံးနှိမ်နှင်းတင်ပါပြီရှင်ဒီလိုမျိုးသာဒီကောင်လေးဆက်လုပ်နေမယ်ဆိုရင်အဲ့ဒီဒေတာမိဘပြည်သူတွေကအเจ้าမနေရဲတော့ဘူးဆရာဆရာမကြီးလည်းလာပြီးတော့အလုံးမလုံးရဲတော့ဘူးဆိုရင် ဒီပကံညာအောင်တဝိုက်ကသူတွေပညာရေးဟာနှိမ့်ကြသွားမှာရှင့်တော်တော်ဆူဆူဝါနှိမ့်ကြသွားမှာဒါဆိုရင် PDF တွေပဲဖြစ်လာကြမှာပညာမတတ်တဲ့သူကစဉ်းစားမျှော်မြင်နိုင်စွာမရှိဘူးသုံးသပ်နိုင်စွာမရှိဒီလိုသုံးသပ်နိုင်စွာမရှိလို့ရှင့်အဲ့ဒါက PDF ဖြစ်လာနိုင်ဖို့အတွက်အကြောင်းရင်းတရားတွေပဲရှင့်သုံးသပ်နိုင်စွမ်းမရှိဉာဏ်မရှိစာမတက်ကြလို့ PDF ဖြစ်ကြတာရှင့်လိုပဲ NLD ကိုကြိုက်စေကြမှုဒေါအောင်ဆန်းစုကြည်ကိုချစ်စေကြမှုအုံနောက်ရှိပညာတတ်တဲ့သူက PDF မလုပ်ဘူးရှင့်ဒါကိုနိုင်ငံတော်ကသိဖို့လိုပါတယ် ဒီလိုအရာတွေဖြစ်မလာဖို့အတွက်ကဒီပကံရောင်းမှာရှိရဲ့ PDF တွေကိုတေချာလေးရှင်းလင်းမှလာရမယ်လို့ထင်ပါရဲ့ရှင်။ဒါကျွန်မအနေနဲ့ဒီပကံရောင်းမှာရှိနေမိဘပြည်များအားလုံးကိုစားဆရာဆရာမများအားလုံးကိုစားပါတော့ဒီနေနေတွေကိုတေချာလေးနေနေရှင်းလေးပြုလုပ်ပေးပြီးတော့အကြမ်းဖက်သမားတွေကိုနှိမ်နှင်းပေးနိုင်ရန်ပါလေကျွန်မအနေနဲ့တိုက်တွန်းတင်ပြလိုက်ရပါတယ်ရှင်။မိဘပြည်သူများရှင်ကျွန်မတို့တက်ဆက်ပေးမှာကလာရှုမျိုးကသတင်းလေးဖြစ်ပါတယ်ရှင်လာရှုမျိုးမှာဖြစ်ပျက်နေတဲ့ကိစ္စလေးကိုပေါ့နော်မိဘပြည်သူတွေတင်ပြလာတာပေါ့ပြည်သူအတန်လေးကိုပြောရလဲမမှားဘူးပေါ့ရှင် ဟိုပြည်သူ့တန်ကျမစီရောက်လာတယ်ပြည်သူ့တန်တော့မဟုတ်ပါတော့ကျမကျမရှာဖွေထားတဲ့ပြည်သူ့တန်ပေါ့ရှင်အဲ့ဒါလေးကဘာလဲဆိုတော့ဒီမြို့ကွယ်ပေါ်ရုပ်တံဖိုင်တစ်ခုတက်လာတဲ့ကျမပြတ်တာပါမယ်ရုပ်တံဖိုင်လေးဖြစ်ပါတယ်ရုပ်တံဖိုင်ကတော့လာရှိုးမြို့ပေါ်ကလမ်းပေါ်မှာရိုက်ထားတာဖြစ်ပါတယ်ရုပ်တံဖိုင်ထဲမှာပြောထားတာကဘာလဲဆိုရင်တငယ်ချင်းနဲ့နင်ပြောတာတော့ဝတ်တော့ကဖမ်းတယ်ဆိုတော့ဒီမှာကြိတ်လိုက်တယ်ဝတ်တော့ကရဲ့ကြီးပဲဆိုပြီးတော့သူကပြောဆိုထားပါတယ်ရှင် အခုဆိုရင်လွတ်ပြူလို့တည်တဲ့အချိန်မှာနိုင်ငံတော်ကဆမှတ်ထားတဲ့စီမင်းစည်းကမ်းတွေအရတရားမဝင်ကားတွေဖမ်းဆီးတာတွေဟိုရင်လေးပေါ့နော်စိုက်ကယ်တွေရောကားတွေရောဆက်သက်ဖြစ်ပေါ်ချေဖမ်းဆီးတာရှိရဲ့နိုင်ငံဝင်တဲ့အချို့ဖမ်းဆီးရဲ့ကားတွေတော့မှဖမ်းဆီးရေးယူခံရတဲ့ကိစ္စဖြစ်နေပါတယ်တော်တော်ကိုခက်စိတ်စိတ်ဖြစ်ပေါ်နေပါရဲ့ရှင့်တရားဝတီတစ်ခါဥပဒေကိုဖော်ဆောင်နေရပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဖော်ဆောင်တဲ့အခါမှာဆိုရင်တောင်ကြီးတာကြီးလေမြင်းကြီးနာမော်လမြိုင်စတဲ့မြို့တွေမှာတော့တရားရေးယူဆောင်ခြင်းပြုတယ်ဆိုပေမဲ့ဒီလွိုက်ကော်တို့လားရှိုးတို့ကျိုင်းတုံတို့စတဲ့မြို့တွေမှာတော့စစ်စစ်ရေးယူတာမရှိဘူးဆိုပြီးတော့ ီနဲ့ဒီမျိုးတွေမှာရှိတဲ့ data gun တွေပြောထားတာပေါ့နော်အခု last show မျိုးဆိုရင်ဒီ data gun ကမနေနိုင်မထိုင်နိုင်ဝါရှင်သူကလည်းပေါ့နော်သူမျက်စိရှိတဲ့မှာဒါဥပဒေဥပဒေကိုလေးစားလိုက်နာတဲ့သူလို့ပဲကျွန်မသတ်မှတ်ပါတယ်သူဥပဒေကိုလေးစားလိုက်နာလို့သာသူတို့မျိုးကိုလာပြီးတော့တရားမဝင်ဘောနော်လိုင်စင်မဲ့ရှင်တွေကိုဖမ်းဆီးတဲ့ကိစ္စစစ်စစ်တဲ့ကိစ္စမလုပ်သေးတဲ့အတွက်သူကလည်းပြည်သူတို့အနေနဲ့တင်ပြတာရှင်ဒါသူ့လုပ်ရမမှားပါဘူး။ဘာကြောင့်လဲဆိုတော့လာရှိုးဘာလို့မှာဆိုရင်အခုချိန်မှာပိုဆိုးတယ်ဘောနော်အဲ့ဒီမျိုးတွေကပိုဆိုးတယ် အော်တရားမွေကားတွေစိုက်ခဲ့တွေအများကြီးသုံးဆွဲပြီးလို့ရှင်ကြားဖြန့်နေပေါ့နော်အဲ့လိုကိစ္စတွေအပြင်လာရှုပ်ပြို့ဆိုရင်ရှင်ဒီလိုအရာတွေအားလုံးရောရှက်ပြီးတော့ပဲကျမတို့မြမတက်မတော်ကြီးထိခိုက်ဆုံးရှုံးခဲ့ရတာလာရှုပ်မျိုးသူမျိုးသားတွေထိခိုက်ဆုံးရှုံးခဲ့ရတဲ့တမိုင်းကြောင်းကပုံနည်းနည်းဖြစ်ခဲ့တာလေဒီတော့လာရှုပ်မျိုးခံနေရစိတ်ပူတာမမအောင်ရှင်ဒီကားတွေကိုပဲအကျမ်းမတ်သမားတွေတဘုံကြီးအသုံးပြုနေတာဒါကြောင့်တို့ကလည်းတို့မျိုးလာပြီးတော့ရှင်းလေးလှုပ်ဆဲခြင်းနဲ့သဘောပါရှင်ဒါပေမဲ့အရာအားလုံးမှာအခက်အခဲရှိတယ်ဆိုသလိုပေါ့နော် ီလိုမျိုးဖြစ်ရတဲ့အကြောင်းရင်းတွေလည်းရှိပါတယ်အယူတန်ဖိုင်အောက်မှာပဲခွန်မှန်လေးသဘောထားမှတ်ချက်လေးလာရေးသွားပါတယ်အဲ့ဒီကစိတ်ဝင်စားဖို့ကောင်းတဲ့ခွန်မှန်တစ်ချောင်းလေးကိုကျွန်မထပ်ပြီးတော့ဖတ်ပြပါမယ်ဒါကတော့ကြည့်ရတာအကောင့်တူနဲ့ရေးသွားတာပေါ့နော်ကျွန်မထင်တာတော့အကောင့်ရဲ့အရေးသားပုံစံကြည့်ရတာနိုင်ငံဝန်ထမ်းတူဦးဦးကရေးသွားတယ်ပြီးတော့ကျွန်မပတ်သက်မိတယ်ရှင့်သူရေးထားတဲ့ comment လေးကဒီတရားမဝင်ပေါ့နော်ဝတ်တောက်ကားတွေကို like ကောမှမသိမ်းပါဘူးတဲ့အခုသိမ်းတာကအေးချမ်းနဲ့တောင်ကြီးမော်လမြိုင်မြို့တွေမှာပဲသိမ်းမှသိမ်းတာပါတဲ့ဆိုလိုတာကမအေးချမ်းတဲ့နယ်မြေတွေဆိုရင်မသိမ်းနိုင်ဘူးလေတဲ့ သိမ်းရတာကလည်းရင်ထင်းရဲတွေလောက်ရတာပါတဲ့သူတို့မှလည်းမိသားစုရဲ့ရှိရဲ့အတွက်မလုံခြုံတဲ့နေရာမှာသူတို့မိသားစုအသက်ကိုဘယ်သူကအာမခံပေးနိုင်မှာလဲတဲ့ကျုပ်ဆိုရင်လည်းမလုံရဲပါဘူးဆိုပြီးတော့မှတ်ချက်ပြုသွားပါတယ်ရှင့်သူပြောတဲ့အကြောင်းအရာကလည်းထဲသွင်းစဉ်းစားမယ်အချက်ခုသာဖြစ်ပါရှင့်တရားဝင်ကားတွေစိုက်ကယ်တွေဖမ်းဆီးတယ်ဆိုတဲ့ကိစ္စလေးကိုပေါ့နော်ဥပဒေအနေနဲ့ဒါဒုစအနေနဲ့ရှိခဲ့တာတော့ကြားပါပြီ။ကောင်ထယ်ဖော်မဲ့ဆိုတဲ့အခြေအနေတစ်ခုမှာနိုင်ငံတစ်ခုလုံးစာအတွက်ကောင်ထယ်ဖော်ဖို့အတွက်နိုင်ငံတော်ကစီမံတာပါပဲ။ဒါမှန်တရားပါပဲ။ ဒါပေမဲ့တကယ်တမ်းကောင်ထည်ပေါ်တဲ့အခါမှာကြတော့ဥပဒေစိုးမိုးမှုလုံနိုင်တဲ့တပ်မတော်ကတည်တည်ချာချာပေါ့နော်ဥပဒေစိုးမိုးနိုင်တဲ့နေရာတွေမှာကြတော့တင်းပြစ်ကြက်ပြစ်လုံနိုင်တယ်။ဥပဒေစိုးမိုးမှုမရှိတဲ့နေရာတွေမှာကြတော့တင်းပြစ်ကြက်ပြစ်လုံနိုင်ဖို့ခက်နေရဲ့ရှင့်။ဒါကလည်းတကယ်ကိုမြေပြင်မှာရှိနေတဲ့ပကတိအရှိတရားပကတိအခက်ခဲတစ်ခုပါပဲ။ကျမတို့ကဥပဒေတစ်ခုထုတ်လို့ရှင့်ဥပဒေကကွက်ကြားမိုးရွာနေရလားဆိုပြီးတော့မေးတတ်တယ်ပေါ့နော်။ဒါမဲ့ဘာကြောင့်ကွက်ကြားမိုးရွာရတာလဲဆိုတာကိုစဉ်းစားဖို့ထိကြတော့ကျမတို့ကခါကြရင် နိုင်ငံတော်အပြစ်တင်လိုက်တာနဲ့ပဲပြီးသွားတာမျိုးကတော့မလုပ်သင့်ပါဘူးရှင့်အခုဆိုရင်နိုင်ငံတော်မှာမအေးစမ်းတဲ့နေရာရှိရဲဥပဒေအရလက်လန်းမမီတဲ့နေရာရှိရဲဒီလိုနေရာတွေမှာကြတော့ဥပဒေသွားဖော်ဆောင်လို့မရဘူးဖြစ်နေလက်တလုံးမှမရတာပေါ့နော်ဒီတော့လှုပ်ထားရလို့ဖြစ်နေတာပေါ့နိုင်ငံတော်ဘက်ကအခက်အခဲအဲ့လိုမျိုးနိုင်ငံသားတွေဘက်ကအခက်အခဲအမြင်ရကြတော့ဥပဒေကကွာကြားမိုးရွာတယ်ဒီမျိုးတွေကြတော့သူတို့ကမထီဘူးငါတို့မျိုးကိုပဲဝင်ဖမ်းတယ်ဆိုပြီးတော့မကျင်တဲ့ချက်တွေကဖြစ်တဲ့အခါကြတော့နိုင်ငံတော်နဲ့ပြည်သူကြားထဲမှာစိန်ဝန်းကွဲမှုတွေအဲ့လိုဖြစ်လာတာရှင့် နိုင်ငံတော်မှာလည်းဒုက္ခခဲ့သူရှိတယ်ပြည်သူမှာလည်းဒုက္ခခဲ့သူရှိတယ်အဲ့ဒီအရာကြီးချားထဲမှာကျွန်တော်တို့ကထိမ့်ညိနေရတာကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပကတိအရှိတရားပဲရှင်ဝတ်တောက်ကားတွေစိုက်ကဲတွေဖမ်းဆီးရတဲ့အခါမှာပြည်သူတွေတော်တော်များများဒုက္ခရောက်ကြတာလည်းကျွန်တော်တို့ကြားပါတယ်ဒါတွေလည်းကျွန်တော်တို့တင်ဆက်ခဲ့တယ်နိုင်ငံတော်ကြည့်ပြန်တော့လည်းနိုင်ငံတော်လည်းဒါအောင်လောက်လောက်ကန်နေရတယ်လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဘူအားတာတစ်ခုချလာတယ်လုံဆောင်ချက်တစ်ခုချလာတယ်ဆိုရင်ပဲဂျားထဲမှာအဂတိလိုက်စားတက်တဲ့ဝန်ထမ်းအချို့ကလည်းရှိနေပြန်တယ်ဥပဒေထက်ကြော်လုံပြီးတော့ခေါ်ဆောင်တဲ့ မျက်နှလုံးအားရလုတ်တက်တဲ့ဝန်ထမ်းတွေအားလည်းရှိနေပြန်တယ်။မှန်ကန်စွာလုတ်တဲ့ဝန်ထမ်းတွေလည်းမရှိဘူးမဟုတ်ရှိတယ်။ဟုတ်တော့ဒီတော့နေရာတိုင်းမှာကမတူညီတာတွေဖြစ်နေရရှင့်။မမှန်ကန်လုတ်တဲ့နေရာတွေမှာဆိုရင်ပြည်သူတွေကလည်းတတ်တာချောင်ရှိတယ်။အဂတိလိုက်စားတဲ့သူတွေအကောင့်ထဲပေါ်တဲ့နေရာမှာကြတော့ပြည်သူတွေကကားလဲတိမ့်ခံရလူလဲဖန်းခံရဟိုပတ်စံလဲကတော့ရဂါရဆိုတော့ကိစ္စတွေဖြစ်ကုန်ကျမတို့ကြုံနေရတဲ့အရာကြီးကတရားမင်းဝင်ဖြေရှင်းရအောင်မတော်တော်လိုလိုကူပြီးမဲ့ကိစ္စမဟုတ်ဘူးလို့ထင်နေရှင်း ဟိုအရန်ဟိုမြေအနိုင်မြင့်မကြီးတဲ့နေရာမှာအိဆောက်ရတော့ပဲပေါ့နော်မြေကိုအရင်ညှိအောင်မှာညှိပြီးတော့မှကျမတို့အိမ်တုံးကောင်းကောင်းဆောက်လို့ရမှာပဲရှင့်အဲကျမတို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ကိစ္စတွေဟာဆိုရင်နိုင်ငံတော်ကဥပဒေသေးချာတက်ရောက်တဲ့နေရာမှာတမျိုးသေးချာမတက်ရောက်တဲ့နေရာမှာတမျိုးဥပဒေကိုလေးစားလိုက်နိုင်တဲ့ဝန်ထမ်းတွေရှိတဲ့နေရာမှာတမျိုးဥပဒေကိုလေးစားလိုက်နိုင်ခြင်းမရှိတဲ့ဝန်ထမ်းတွေရှိတဲ့နေရာမှာတမျိုးအကတိလိုက်စားတဲ့သူတွေရှိတဲ့နေရာမှာတမျိုးအကတိမလိုက်စားတဲ့သူတွေရှိတဲ့နေရာမှာတမျိုးဆိုအမျိုးမျိုးဖြစ်နေတာရှင့်ကွက်ချောင်းဘိုးကအဲ့ဒါကြောင့်ကြွားနေတာရာသီဥတုအခြေအနေကြောင့်ကြွားနေရတာရှင့် ပေါ့နော်အဲ့လိုဖြစ်နေရဲ့ရှင်ဒီတော့ကျွန်မတို့ကမြေကိုညှိပြီးမှအိမ်ဆောက်လို့ရမယ်ဒါကြောင့်ကျွန်မတို့နိုင်ငံရဲ့အခြေအနေကိုအရင်ဆုံးညှိပြီးတော့မှပဲကျွန်မတို့လှပတာရတဲ့နိုင်ငံတော်တည်လေးကိုတိဆောက်လို့ရမယ်လို့တော့မြင်ပါရဲ့ရှင်ကြားထဲမှာတော့ကျွန်မတို့မကျေနပ်ချက်တွေကတော့ဒီတိုင်းပဲရှိနေဦးမယ်လို့ထင်တယ်မတူညီမှုတွေကတော့ဒီတိုင်းလေးပဲဆက်လက်ရှိနေဦးမယ်လို့ထင်ပါရဲ့ရှင်ဒီရာပေါ်မှာမှကျွန်မတို့ကအကောင်းဆုံးလုံဆောင်နိုင်အောင်တော့စူးစမ်းရမှာပေါ့ရှင် ဒါလေးပဲကျွန်မတင်းသုံးသက်ချက်လေးနဲ့ပြောပြလိုက်ပါစီတော့ရှင်။မိဘပြည်သူများကိုကျွန်မခုပြောရမယ့်သတင်းလေးကတေရွာပြန်ပေါ့နော်။မိဘပြည်သူများတေရွာပြန်နေပါရုံကြည်တက်လားရှင်။တေရွာပြန်လို့လူဝင်စားလို့ပေါ့နော်ဆက်သက်ဖြစ်တာလေးတွေကိုပေါ့ယုံကြည်တက်လားမြင်ဘူးလားရှင်။မြင်ဘူးတယ်ဆိုတော့ကျွန်မသတင်းအောက်လေးမှာခွန်မှန်လေးရေးပြီးတော့အတွေ့အကြုံလေးမျှဝေပေးပါအောင်ရှင်။စိတ်ဝင်စားဖို့ကောင်းလို့ပါချို့တေရွာပြန်ဇလန်းနေရလေ။အခုကျွန်မပြောပြမှာလဲတေရွာပြန်ဇလန်းလေးပါပဲ။ဒီကချင်ပြည်နယ်ဖားကတ်မြို့မှာဖြစ်သွားတာဖြစ်ပါတယ်။သတင်းလေးကိုကျွန်မရင်းစုံဖတ်ပြမယ်နော်။ ကချင်ပြည်နယ်ဖားကတ်မြို့နယ်လုံကင်းကျွော်အနီးမှာရှိတဲ့ကောင်းထမင်းဆိုင်လမ်းကြားမှာဆိုရင်ဇော်လ၁၄ရက်မနက်ပိုင်းကမျိုးသားတဦးပြစ်ခတ်ခံရပါတယ်ရှင်။ဦးကောင်ကိုပြစ်ခတ်ခံရတာပါ။သူကဆိုရင်လဲကျနေတာကိုပဝင်းကျင်ကတွေ့ရှိပြီးတဲ့အခါမှာစစ်ဆေးခဲ့တော့တိတ်ဆုံးနေတာတွေ့ရပါတယ်။ဒါကြောင့်ကျေးရွာနာရေးကူညီအဖွဲ့ကနေပြီးတော့ကြိုးဖို့အတွက်ပေါ့နော်ဇရက်ကိုရွှေပြောင်းထားတဲ့အချိန်ညဘက်ရောက်တော့ရုတ်တရက်ထပြီးထိုင်နေ။ဓာတ်ပုံလည်းတက်လာတယ်လူမှုကွန်ရက်မှာကြောက်စရာကြီးပုံစံတည်းအဲ့လိုမျိုးအဲ့လိုထထိုင်တဲ့အခါကျတော့ ကိုညီသူတွေကအလံကြားကြောက်ပြီးထွက်ပြေးကြတာပေါ့နော် ပြီးရဲ့ပါအော်အသက်ရှင်တာပဲဆိုတော့ရှိကြီးတိုက်ကြတာပေါ့ရှင်အဲ့လိုဖြစ်ရလေတခုဖြစ်သွားခဲ့ပါတယ်ဒါသေရွာပြန်လို့ပြောလို့ရတာပေါ့နော်ဒီအစောပါမျိုးသားဆိုရင်ဥကောက်မှာကြင်ပန်နဲ့ဒဏ်ရာရရှိခဲ့တယ်ဆိုပေမဲ့သူ့ရဲ့ဖြစ်စဉ်အသေးစိတ်သူ့ရဲ့ကိုယ်ရေးကိုယ်တာချက်လက်ကြတော့ကျွန်တော်တို့သိထားတာတော့မရှိသေးပါဘူးရှင်ဒါပေမဲ့ဖြစ်စဉ်လေးကထူးဆန်းလို့ဒါလူတွေကသိသွားတာပေါ့နော်အော်ပြောရမယ်ဆိုတော့ရှင်ဖားကတ်မှာအခုတော်ပစ်ခတ်မှုတွေကတော့ဇက်တိုက်ကိုဖြစ်ပေါ်နေပါတယ်အဲ့ဒီမှာမှအသက်ပြင်ရှင်လာတာတော့ဒီပုံကိုတယောက်ပဲရှိသေးရဲ့ရှင်တော်တော်ကံကောင်းတဲ့သူလို့ပြောလို့ရပါတော့ ကျမအနေနဲ့အရင်သုံးသက်ချက်လေးမှာပြောချင်တာကတော့ကျမတို့နိုင်ငံမှာဖြစ်နေတဲ့ကိစ္စတွေနဲ့ကျမတို့တတိပြုအပ်အချက်လေးပြောချင်ပါရှင့်အခုကျမတို့နိုင်ငံမှာပြက်ပြားနေတဲ့ကိစ္စတွေမှာဘယ်ကဏ္ဍပါတယ်လို့မိဘပြုလို့ထင်ပါလဲစေကူတာတဲ့ကဏ္ဍပြက်စီးနေရဲ့ရှင့်ပြည်သူတွေစေကူတာမှုဝန်ဆောင်မှုကိုအလွယ်တကူမရရှိတဲ့အခြေအနေတခုကျမတို့နိုင်ငံမှာပြက်စီးနေတယ်ဘောနောပညာရေးကဏ္ဍကိုဖျက်ဆီးမဲ့သူတွေလည်းရှိနေတယ်ဗောအဲ့လိုကဏ္ဍတွေကရှင့်အဲ့လိုပြက်စီးရတဲ့မှာပညာရေးနဲ့ဒီစေကူတာမှုပေါ့ဒီနှစ်ခုကတော်တော်ကြီးပျက်စီးနေတဲ့အခါကြတော့ ဒီဘူးတုတ္တလေးတော့မိဘပြည်သူများသိထားမယ်ဆိုရင်အကျိုးရှိမယ်ထင်လို့ကျွန်မပြန်လည်းမျှော်ပေးတာပါလူကြတိတ်ဆုံးသွားပြီးရဲ့နောက်မှာဆိုရင်ပြန်လည်းအသက်ရှင်လာတဲ့ဖြစ်စဉ်ပေါင်းများများစွာရှိရဲ့ရှင်ရှိခဲ့တယ်ပေါ့နော်အဲ့ဒါတွေဘာကြောင့်ဖြစ်လာလဲဆိုတာကိုကျွန်မနည်းနည်းပြောပြမယ်ကျွန်မခုပြောပြတဲ့ဘူးတုတ္တလေးကိုနားထောင်ပြီးပြီဆိုရင်မိဘပြည်သူလက်တွဲဘွားမှာပြန်သုံးချလို့ရတယ်ရှင်အဲ့ကြောင့်တေချာလေးတော့နားထောင်ပြီးပါနော်အဓိကကတော့ဒီလိုမျိုးပြန်ပြီးတော့နိုးထလာတယ်ဥကောင်းကိုကြည်စံထိတယ်ပေါ့နော်ဒီမျိုးသားဖြစ်စဉ်ကိုပဲပြောရမယ်ဆိုရင်ကြည်စံထိတယ်ပြန်နိုးလာတယ်ဆိုတာကသွေးထွက်လွန်တာမရှိလို့ ်ဖြစ်တတ်ပါတယ်ရှင်နံပါတ်၁ချက်ကပေါ့နော်ဒီမျိုးသားဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်သူ့ရဲ့ဥပါအောင်ထိမှန်ခဲ့တဲ့ကြည်စံကအုံနောက်ရဲ့အစိတ်အပိုင်းဥပမာအုံနောက်ပဲမှသူ့ရဲ့ကြောမကြီးကိုမထိကြိုက်ပဲနဲ့အနေငယ်သာဒဏ်ဖြစ်နိုင်ခြင်းဖြစ်သွားတဲ့အတွက်ဒီမျိုးသားဟာဆိုရင်သွေးထွက်လုံပြီးတိတ်ဆုံးတဲ့ကိစ္စကိုရှောင်သွားနိုင်ခဲ့လို့ပြန်လို့လာတာဖြစ်နိုင်ပါတယ်ရှင်။နောက်ထပ်တစ်ခုကကြတော့ short ပေါ့နော်။သူသတိလစ်သွားတာ၊တေသူထင်သွားတာက short ဖြစ်သွားတာပေါ့နော်။လူတွေကလည်းဒီပြင်းထန်တဲ့ဒဏ်ရာနဲ့စိတ်ပြည့်စုံမှုတွေဖြစ်တယ်ဆိုရင်ခန္ဓာကိုယ်ကတုံ့ပြန်မှုရပ်ဆိုင်းသွားတယ် အဲ့ဒီခါမှာနာကျင်မှုလည်းသူမခံစားရတော့ဘူး။တက်ရှူနှုံးနဲ့နှလုံးခုန်နှုံးနေရတဲ့အရန်နှေးသွားတဲ့အတွက်လူရသူ့သားမှစစ်ဆေးလိုက်လို့ရှင်။အော်သူတေသွားပြီပဲလို့ထင်သွားတာပေါ့နော်။အဲ့လိုကိစ္စတွေဖြစ်လို့ရှင်လေဒါတေဆုံးတာကိုမှားပြီးတော့အတီးပြုတ်တက်ပါရဲ့ရှင်။နံပါတ်3ချက်လေးကတော့အုံနောက်ဒဏ်ရာရဲ့သဘောတဘာဝဖြစ်ပါတယ်။အုံနောက်ရဲ့အချို့အစိပ်ပိုင်းတွေပေါ့နော်။ဥပမာအုံနောက်အပြင်သွားထိခိုက်မယ်ဆိုရင် လူနာကကာလာတူလောက်ကိုသတိတက်သွားနိုင်တယ်။ဒါပေမဲ့သူကတစ်ချိန်မှပြန်ပြီးတော့ထလာနိုင်တယ်ရှင်။ဥကောင်းခုအတွင်းမှာဖိအားများတာတွေကြောင့်ခဏသတိလစ်ပြီးတော့ ဖိအားပြန်ပြီးတော့ကြာသွားတဲ့ခါမှာပြန်နိုးလာတာပေါ့အဲ့လိုဖြစ်စဉ်လည်းရှိတတ်ပါတယ်။ဒါပြီးတော့နောက်ထပ်တစ်ခုကကြာတော့ပါလဲဆိုတော့ဒဏ်ရာပြင်းထန်တဲ့သူတွေမှဆိုရင်အသက်ရှူလုံးနှလုံးခုန်လုံးအားနည်းနေတဲ့အချိန်မှာရိုးရိုးစမ်းသပ်မှုတွေလုပ်လိုက်လို့ရှင်အော်သူတေသွားပြီးတော့တတ်မှတ်လိုက်တာပေါ့နော်။ဒါပေမဲ့သူဟာဆိုရင်တေဆုံးတာမဟုတ်ဘူး။ဒါကြောင့်စေးပညာရတေဆုံးကြောင်းအတီးပြုတ်ချက်အတွက်ကို ECG ရိုက်ပြီးတော့မှပဲအတိမတ်သေးချာပြုရတာဖြစ်ပါရဲ့ရှင်။ နောက်ဆုံးတစ်ချက်ကတော့ဒီလိုဖြစ်တတ်တာကသဘာဝလုံးဖြစ်ရတဲ့ကြောင့်လည်းဖြစ်တတ်တယ်တဘာဝလုံးအခြေအနေလေးပေါ့နော်ပြင်းထန်တန်ရရရှိတဲ့သူတွေဟာဆိုရင်ဇီဝလုပ်ငန်းတွေခိတ္တခဏခန္ဓာကိုယ်မှာရှိရဟာရေပေါ့နော်အဲ့လိုရက်တန်သွားပြီးရခါမှာရက်တန်သွားတယ်ဒါပေမဲ့သူအသက်ရှင်နေသေးတယ်တဘာဝလုံးဖြစ်ရပုံစံမျိုးပေါ့ရှင်အဲ့လိုမျိုးတွေဖြစ်တယ်ဒါကတော့ရှားပါဖြစ်စင်ပါတယ်အဲ့လိုဖြစ်တော့ဖြစ်ခဲဖြစ်ခဲတယ်ပေါ့နော်အဲ့လိုမျိုးတွေပါဒီလိုဖြစ်စင်နေကြ လူတယောက်ကိုအသက်သေးလားမသေးလားဆိုတော့မှားယွင်းပြီးတော့ဆုံးဖြတ်မိတတ်ပါရဲ့ဒါကြောင့်ဒီဖားကန်ကအမျိုးသားရဲ့ဖြစ်စဉ်အားဆိုရင်လေသူသေးဆုံးချောင်းကိုတေချာပေါ်တော့ ECG ရိုက်ပါ냐ဆေးပညာနဲ့ဆေးရုံမှာစစ်ဆေးခွင့်မရှိခဲ့ပဲနဲ့စစ်ဆေးတာမရှိပဲနဲ့အရက်ကပဲတာမန်စစ်နီးနဲ့ပဲဆက်လိုက်ပြီးတော့အော်တေသွားပြီပဲဆိုပြီးမိသချိုကိုတချိုဝို့အတွက်ကိုဒါသူ့လောက်ထားတာပေါ့နော်သူတော့ကန်ကောင်းနေပြောရမယ်ရှင်တိလားသူ့တချိုဝို့စီစဉ်နေတဲ့အချိန်မှာပြန်နိုးလာလို့မြေကြီးရဲ့ထည့်ပြီးတော့တချိုပြီးမှဒါနိုးလာလို့ရှင်ဘလောက်ထိအောင်ဒုက္ခကြည့်မလဲရှင် မြေကြီးကနေပြန်မထွက်လာနိုင်ပြန်တော့တည်သွားနိုင်တဲ့အခြေအနေအဲ့လိုတော့ရှိရပါဘောနော်ဒါကြောင့်လူတယောက်တည်ခြင်းမတည်ခြင်းဆိုတော့နှလုံးခုန်လုံးတွေအသက်ရှူမှုတွေဘောနော်ဆန်စိတ်ပညာရတည်ချာလေးစစ်ဆေးပြီးမှပဲအတည်ပြုတင်ပါတယ်ကျွန်တော်နိုင်ငံမှာဆိုရင်မိဘပြည်လူတည်ရတိုင်းပဲစေယုံတွေတူမြောက်တဲ့နေရာတွေဆိုရင်လူတယောက်တည်သွားလို့ရှင်ဘယ်လိုစစ်ဆေးကြမလဲရှင်ရိုးရာနေနဲ့စစ်ဆေးမယ်တည်တဲ့လောက်စစ်ဆေးကြမယ်ဘောနော်အဲ့လိုပုံစံနဲ့ပဲ စစ်ဆေးပြီးတော့ကြိုကြရတာပေါ့နော်အခုချိန်မှာဆေးရုံကိုပို့ပြီးတော့စစ်ဆေးဖို့အတွက်မလွယ်ဘူးပေါ့မလွယ်တဲ့အချိန်တွေတခုဆိုတော့ဒီဘူးသွတ်တာလေးသိထားမယ်ဆိုရင်တော့လူတယောက်ကိုရှိမှသိဆုံးသွားတာပေါ့နော်သတိလစ်လဲကျသွားတာဖြစ်မယ်ဆိုရင်တော့သူ့အချိန်ရင်းနဲ့ပြေးပြီးစောင့်ကြည့်ပြီးတော့မှကြိုမဲ့ကိစ္စကိုစီစဉ်တာတော့ပိုတဲ့တော်ပါရဲ့ရှင့်အဲ့လိုမှပုံပေါ်နေကိုကမှားရင်းပြီးလုပ်နေရဲဆိုရင် ပေါ့နော်ကိုကတချို့ဝလိုက်တော့မှတကယ်သေသွားမှာရှင့်အဲ့လိုမျိုးဇလန်းနေပေါ့နော်အဲ့လိုဖြစ်မှာလဲစိုးရပါလေရှင့်အဲဒါကြောင့်လူတယောက်ရဲ့အဲ့လိုမျိုးသေဆုံးမှုတွေကိုတေချာလေးစစ်စစ်ဖို့အတွက်ကတော့ဘူတုဒအနေနဲ့သင်ငန်းစာအနေနဲ့ကျမတို့ရရှိသွားတာပေါ့ရှင့်ဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့ဒီဘုတ်ကိုကလည်းအင်မတန်ကံကောင်းတဲ့သူပါရှင့်ခေါင်းတနက်မှန်လာတာမသိဘူးဆိုတာကကဘာမှာတသန်းမှာတယောက်ဖြစ်ခဲ့တဲ့ကိစ္စပါရှင့်ဒီဟာတကယ်တသန်းမှာတယောက်ဖြစ်ခဲ့တဲ့ကိစ္စသူ့ရဲ့ကုသိုလ်ကအင်မတန်ကြီးရဲ့အတွက်ပါဒါကြောင့်ဒီပုဂ္ဂိုလ်ကဆိုရင်လေလူဘဝကိုပြန်လဲပြီးတော့တန်ဖိုးရှိရဲ့လူဘဝနော် နှမိုးရှိတဲ့လူဘဝကိုပြန်ရလာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဘဝကိုကောင်းတာတွေမောနာတွေကုသိုလ်တရားတွေသူတို့ဘဝကိုကုညီဆောက်ရှောက်ခြင်းတွေကိုယ့်ရဲ့ဘဝကိုမမကန်ကန်နေထိုင်ခြင်းတွေနဲ့သာပြုပြင်ပြောင်းလဲနေထိုင်သင့်တယ်လို့ထင်ပါတယ်ရှင့်ဒါပေမဲ့ဒီဘက်ကိုဘယ်သူလဲဆိုတော့ကျွန်မလည်းပြောတတ်ပါဘူးသူကဆိုရင်ကျွန်မထင်တာကတော့လူကောင်းတယောက်ပဲဖြစ်မှာပါရှင့်လူကောင်းမို့လို့သာသူ့ရဲ့အသက်ကဆက်လက်ရှင်သန်ခွင့်ကိုသူရရှိခဲ့လို့ထင်ပါတယ်အဲ့လိုပြောလို့တည်သွားသူတွေလူဆိုးလို့ကျွန်မပြောတာမဟုတ်ဘူးเนาะအဲ့လိုပြောတာမဟုတ်ဘူးရှင့်လူတွေမှာကအခုအတိတ်ဘဝအခုအရင်အတိတ်ဘဝပါရှင့်အရင်အတိတ်ဘဝကုသိုလ်ကံဆိုတာရှိရဲ့ အခုဘဝကုသိုလ်ကံဆိုတာရှိရဲ့ရှင်ဟိုးဘဝဘဝတွေကကုသိုလ်ကံနေအကုသိုလ်ကံနေဆိုတာရှိရဲ့ဒါတွေကအလင်းတင့်တို့ကျမတို့ကိုအကျိုးပေးတတ်တဲ့အတွက်အချို့ရာတွေမှာဖြစ်ပြက်ပြောင်းလဲပေါ့ရှင်တန်တရားအကြောင်းနားလေတယ်ကံကံဤအကျိုးပေါ့ကံတရားတွေအကျိုးပေးတဲ့ပုံစံမတူဘူးတချို့ကံတွေကဒီဘဝမှာအကျိုးပေးရဲ့တချို့ကံတွေကနောက်ဘဝမှာအကျိုးပေးရဲ့အချို့ကံတွေကနောက်ထပ်၄၅ဘဝကျမှအကျိုးပေးရဲ့အချို့ကံတွေကတန်တရားတစ်လျှောက်မှာအကျိုးပေးတယ် အဲ့လိုမျိုးတွေပေါ့နော်ဒါလေးလေ့လာထားမယ်ဆိုတော့ချို့ရလေးမှာကျမတို့ကနည်းနည်းပို့ပြီးတော့ဆင်ကျင်နိုင်တာပေါ့ရှင်။ဒါကြောင့်ကျမအနေနဲ့ဒီသေရွာပြန်ဥလေးချောင်းပေါ့နော်တရားသဘောလေးနဲ့ဆင်ကျင်ပြီးတော့မိဘဘသူများအားလုံးအတွက်ဘုသူတာလေးအနေနဲ့ပြောပြလိုက်ပါစေရှင်။ကျမရဲ့သတင်းလေးတွေကိုနေ့စဉ်နေ့တိုင်းပဲစိတ်ရှည်စွာနဲ့ကြည့်ရှုအားပေးကြတဲ့မိဘဘသူများအားလုံးဒီနေ့ကျမသတင်းလေးကိုဒီလောက်နဲ့ပဲရှင်းနာပြပါစေရှင်။နောက်နေ့ဒီမှာလည်းမိဘဘသူများအတွက် သတင်းလေးတွေနဲ့ဘူးဒုတာလေးတွေနဲ့မိဘပြည်သူတို့တည်တည်တိထိုက်တာလေးနဲ့ကျွန်မပြန်လာခဲ့ပါအောင်မယ်ရှင်မိဘပြည်သူတို့အနေနဲ့လည်းကျွန်မကိုပြောစေချင်တဲ့စကားလေးပေါ့နော်ပြောစေချင်တာလေးတွေပြောစေချင်တဲ့သတင်းလေးတွေရှာဖွေစေချင်တဲ့ဘူးဒုတာလေးရှိရဲဆိုတော့ comment လေးမှာ share သွားပါရှင်ကျွန်မဒီ comment လေးဒီတိုင်းဖတ်ပါရရှင် comment ကကောင်းကောင်းဆူဆူကျွန်မဖတ်ပါရှင်ဒါအရန်ရိုင်းဆိုင်တဲ့ comment တွေလာရေးတယ်ဆိုတော့ကျွန်မအဲ့ comment လေးကို remove လုပ်လိုက်တာပေါ့နော်ဘာကြောင့်လုပ်တာလဲဆိုရင် ကျမကတော့ရှင်ထဲမှာဘလို့မှမနေပါဘူးရှင်ဒီခွန်မှန်နေပေါ်မှာလိုက်မခံစားဘူးပေါ့နော်ဒါပေမဲ့ဘေးရမိဘပြည်သူတွေကဒါတွေဖတ်လိုက်တဲ့အခါကျတော့ကျမကိုချစ်ကြတဲ့သူတွေကကျမအစားစိတ်ဆိုးကြရဲ့ရှင်စိတ်ဆိုးတဲ့အခါမှာသူတို့သွားပြီးပြောဆိုတာတွေလုပ်တယ်ပေါ့နော်အဲ့တော့မိဘပြည်သူတို့စိတ်ထဲမှာတသက်ကြီးဒေါသထွက်လာတယ်အကုသို့စိတ်ဖြစ်ရတယ်ဒါကျမမလို့ခြင်းဘူး ျမရဲ့တဲ့ရင်ကိုနားထောင်နေသူတိုင်းကအတိတရားတွေစိတ်ချမ်းသာမှုတွေကုသိုလ်တရားတွေနိုင်ငံတော်ချစ်စိတ်တွေကျမတို့စေလုံးညွညွစွာနေရမယ်ဆိုရယ်စိတ်တွေအကြမ်းဖက်မှုတွန်းလှန်ရမယ်ဆိုရယ်စိတ်တွေပဲကျမပေးချင်တဲ့အချက်မလိုလားအပ်တဲ့ဒေါသတွေနေတိုင်းထွက်ရပြီးတော့စိတ်ဆင်းရဲကိုယ်ဆင်းရဲအကုသိုလ်ကံတွေရပွားမအောင်ကျမမလိုချင်ဘူးပေါ့နော်ဒါကြောင့်ကျမလည်းသတင်းတင်ဆက်အမြင်နဲ့ထိမ့်သိမ့်သိမ့်ပြောရဲဆိုတာအားကြောင့်ပါရှင့်မိဘသူများလည်းမိစဉ်ဘဝမှာနိုင်ငံရေးဖြစ်စေလူမှုရေးဖြစ်စေ အရင်စိတ်ခံစားချက်တွေမထည့်ပဲနဲ့ပေါ့နော်အေးကြမ်းကြမ်းလေးပဲပြောဆိုဆွေးနွေးတတ်ကြဖို့အတွက်လည်းကျွန်မအမြင်နဲ့ပဲတိုက်တွန်းနှိုးဆော်ပါရရှင်ဒါကိုကျွန်မတည်းနားထောင်နေမိဘပြည်သူများအားလုံးသိပါရရှင်ပြီးတော့ကျွန်မထုံးစံအတိုင်းမိဘပြည်သူများကိုနေ့စဉ်နေ့တိုင်းဆုတောင်းပေးပါတယ်မိဘပြည်သူများစိတ်ချမ်းသာကိုကြမှာကြပါစေကောင်းကျိုးလိုရင်ဆန္ဒများပြေဝါကြပါစေဆိုရယ်ဆုတောင်းလေးပါဒါကကျွန်မရှင်တွေကတကယ်လာတဲ့စေတနာမေတ္တာလေးပါရှင်ဒါလေးကိုခံယူပြီးတော့ကျွန်မပြန်ပြီးဆုတောင်းပေးကြမိဘပြည်သူများအားလုံးကိုလည်းကျွန်မဒီနေ့ရနေပြီးတော့အထူးကျေးဇူးတင်ပါရရှင် ကျမတရေလေးတွေကိုအမြဲတမ်းကြည့်ရှုတဲ့မိဘပြည်သူများအေးချမ်းသာယာကြပါစေလို့ကျမတို့ Prime Media မိသားစုကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။